Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်ပါခင်ဗျာကျွန်တော်ရဲ့ Big Boss Racing Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ6ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့သွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်။ Okay သတင်းဗီဒီယိုမသွားခင်မှာထုံးစံတိုင်းပါပဲเนาะလိုရီတူရှင်သတင်းလေးတွေကျွန်တော်ဖတ်ပြပေးပါမယ်เนาะ ရှိဘူးမှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်စစ်တပ်ဖက်မှာခုနှစ်ကောင်မျိုးစားဖြစ်ပြီးစစ်ခွေးလေးကောင်အရှင်ဖမ်းမိရရှိပြီးတော့လက်နက်ခင်းရည်တွေမှာတင်းစရာမိခဲ့တယ်လို့သတင်းရရှိပါတယ်ဗျာအဲ့တော့အော်တိုဘာလ2ရက်နေ့ကဖြစ်ခဲ့တဲ့ဒီတိုက်ပွဲမှာဆိုရင်တပ်မတ်33လောက်ကအမတ်8စစ်အခြေခံလေးကျင်းတဲ့စခါတာရှင်းမှာစစ်အင်အား60ပြည့်ထွက်ခွာလာတော့စစ်တပ်စစ်ကြောင်းမှာရွှေဘူတောင်ဘတ်မုတ် good brother ရုံးမှတစ်ဆင့်တာကနန်းကျေးရွာတွင်သွန်ဝင်ရောက်လာကြောင်း ရင်းနေ6:30မိနစ်ချိန်မှာဆိုပါစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတက်များကဝိုင်းဝန်းပူးပေါင်းပိတ်ဆို့တိုက်ခတ်ခဲ့ရာဒီတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းစစ်တပ်ဘက်မှတကြက်ကြီးဆန်ထွေးအပောင်ဝင်ခုနှစ်ကောင်မျောစာဖြစ်ပြီးစစ်သား10កောင်ကနိုင်ငံရရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာမန္တလေးမြို့ရလမ်းပေါ်မှာပြည်သူတွေကိုနိုင်ကျင့်ဆက်ကြွေး ဝေကောက်ခံနေတဲ့အချမ်းပဲစစ်တပ်ကိုမိုင်းဆွဲတိုက်ခဲ့ခဲ့ကြအောင်ထို့သောမိုင်းဆွဲတိုက်ခဲ့ခဲ့စဉ်စစ်တပ်ဘက်မှ3កောင်နေရာတွင်ပွဲချင်းမျိုးစားဖြစ်ခဲ့ပြီးထိုတိုက်ခိုက်မှုအပြီးစစ်တပ်ဘက်မှစစ်ကူရင်30ကထပ်မံရောက်လာသဖြင့်ထပ်မံမိုင်းဆွဲခဲ့ကြအောင်ဒုတိယအကြိမ်မိုင်းဆွဲမှုတွင်စစ်ကောင်စီတပ်မှတပ်သား12កောင်ခန့်ထိခိုက်သွားကြောင်းတော်လိုင်းရဲဘော်များအနေဖြင့်ထိခိုက်မရှိဆုတ်ခွာလာတဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာကဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းမန္တလေးတိုင်းတောင်တာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အချမ်းပဲစစ်တပ်ကိုဂျားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှအရာရှိတအုပ်ပါဝင်15កောင်မျိုးစားဖြစ်ခဲ့ကြောင်းသတင်းရရှိပါတယ် အဲ့တော့မလိုင်မြို့နယ်ပန်းအိမ်ကျွာတောင်သာမြို့နယ်ရုံးစီကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်သားရဲပြူစော်ရီ300ကျော်ပါဝင်သောစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကရုံးစီကြီးရွာနဲ့ပန်းအိမ်ရွာကြားရှိစင်ကြီးရွာဖះအနီး၌ဂျားဖြတ်တိုက်ခိုက်ကြောင်းသိရပါတယ်တဲ့ထိုးတိုက်ပွဲတွင်ဂျမ်ပါစစ်တပ်ဖွဲ့မှအရာရှိတအူပါဝင်15កောင်မျိုးစားဖြစ်ခဲ့ပြီးတိုက်ခိုက်တိုင်ရရှိသည့်များပြခဲ့တာကြောင့်စစ်တပ်စစ်ကြောင်းတွင်မလိုင်ဘက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာကဲနေရာတိုင်းမှာတော့ဂျမ်ပါစစ်ကောင်စီစော်ခံနေရဖြစ်ပါတော့ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းတရုတ်ဤပတ်မှုမရှိဘဲစစ်အရာစုရဲ့ကောင်မင်းအောင်လိုင်အာဏာဆက်မထိန်းထားနိုင်တော့တဲ့ဖြစ်အချမ်းဖက်မြန်မာအုပ်စစ်အုပ်စုကိုထောက်ခံနေမှုအပေါ်ပြန်လည်စဉ်းစားရန်နယူးဇီလန်လွှတ်တော်ဘက်ကတရုတ်ကိုတိုက်တွန်းလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တရုတ်ရဲ့ပတ်မှုမရှိဘဲစစ်အရာစုရဲ့ကောင်မင်းအောင်လိုင်အာဏာဆက်မထိန်းထားနိုင်တော့တဲ့ဖြစ်အချမ်းဖက်မြန်မာစစ်အုပ်စုကိုထောက်ခံနေမှုအပေါ်ပြန်လည်စဉ်းစားရန်နယူးဇီလန်လွှတ်တော်ဘက်ကတရုတ်ကိုတိုက်တွန်းထားတယ်လို့သတင်းရရှိတယ်။အဲ့တော့တကယ်လဲမှန်ပါရဲ့နော်။အခုမင်းအောင်လိုင်ကတကယ်ဆိုရင်ဒီတရုတ်ရဲ့ထောက်ခံမှုလေးဒီလက်နက်ထောက်ပံ့မှု ရဲ့အဆက်ဖက်ဖက်ပေါ့နော်ငွေကြီးအဆက်အဆက်ရရထောက်ပတ်မှုကြောင့်သာသူခုချိန်ဒီသက်ဆိုးရှိနေတာဖြစ်ပါတယ်တရုတ်ကသာမကူညီဘူးဆိုဒီနေ့မှာပြုတ်သွားနေတဲ့နေရာရှိပါနော်ကဲကျွန်တော်တို့လိုရီတိုရှင်သတင်းဖတ်လို့ပြီးမှာပေါ့နော်ပထမဆုံးသတင်းပြီးလူပုတ်နေနဲ့အချမ်းမစစ်တက်စစ်တက်တွေ့မှာပေါ့နော်ကိုသူတို့လွတ်တင်တဲ့ drone ပေါ်နေဘုံဒီပြုတ်ကြပြီးတော့အချမ်းမစစ်ကောင်စီအဖွဲ့ကြီးတေဆုံးသွား18ကောင်တေဆုံးသွားတဲ့သတင်းသားကိုတင်ဆက်ထားတဲ့ဒီဘိုးကြီးတင်လိုက်အောင်တဲ့စကားဝိုင်းလေးနားထောင်ကြည့်အောင်နော် နောက်တစ်ခုကတော့ဘုံကဝန်တာဆရာတည်ရင်ပေါ့နော်အဲ့တည်ရင်ကတော့ကျွန်တော်တို့ကင်ပြည်နယ်မြဝတီမြို့နီးနီးရန်ခလာရ2.5ထဲမှာကျွန်တော်တို့ drone လေ့ကျင့်တာပေါ့လေ့ကျင့်ရင်ကနေမှခုနကလေ့ကျင့်တယ်ကမိမိပတ်ဝန်းကျင်ပဲ2.5ထဲရစစ်သားတွေရဲ့ပတ်ဝန်းကျင်ဝယ်ကြုတ်ကြပြီးတော့18ရောက်တည်သွားတယ်ဆိုပြီးတော့ သတင်းကြားရတယ်နောက်တစ်ခုကတိုးတိုးတိတ်တိတ်လေးသူတို့ယုံနေတယ်ဆိုရင်ဥစ္စာလည်းကြားရမောင်ငါကဥကကိုစားရပါဘောသူများကိုသူများကိုမကြွေးချင်ဖြစ်သွားတယ်အဲ့တော့ကျွန်တော်ဒီသတင်းလေးနဲ့အဆုံးသက်လိုက်မယ်ဗောနော်ဒီသတင်းနဲ့အဆုံးသက်လိုက်မယ်ဆိုတော့ဒါပြောရမယ်ဆိုရင်အဲ့ဒီမှာကျွန်တော်တို့အတွေ့အမျိုးမျိုးယူဆလို့ရတာဗောနော်လေ့ကျင့်တာက drone ပုံးသီးအစ်စ်ကိုတက်ပြီးတော့မှလေ့ကျင့်တာဖြစ်နိုင်မှာမလားဗောနော်အဲ့လေ့ကျင့်တာဖြစ်နိုင်အဲ့တော့ကျွန်တော်တို့ဒါ drone ဒီ16ရောက်တောင်ကြီးတယ်ဆိုတော့ ဒရုန်းဘုံကြီးကနည်းနည်းနော်နော်ဒရုန်းဘုံကြီးတော့မဟုတ်ဘူးအဲ့တော့ဒီဟာကိုတက်ဆင်ရင်းနဲ့များအဲ့ဒါတက်ပြီးတော့မှ လေပေါ်မရောက်ခင်မှာအဲ့ဒါတက်ပြီးတော့မှကွဲပြီးတော့မှဘေးကသူကညဘက်မရှင်လုံးမယ်ဘာညာဆိုတော့ဘေးကနေဝိုင်းပြီးတော့မှမင်းတို့မမောင်းတတ်သေးတဲ့ကောင်လဲလာကြည့်မိထိုးဘာညာပေါ့ဘာညာကိုဝိုင်းပြီးတော့မှအလုတ်လုတ်ကြတဲ့လူဘေးနာကနေဝိုင်းပြီးကုန်းကုန်းကွားကွားတွေဘာတွေဖဲဝိုင်းလို့ပြောရရင်တော့ဘေးတိုးတွေဘာတွေရှိမှာပေါ့ဖဲမီးလုံတဲ့ကောင်တွေရှိမှာပေါ့ဒရုန်းမီးလုံတဲ့ကောင်တွေပေါ့ဒရုန်းမီးလုံတဲ့ကောင်တွေရှိရခါကြတော့သူက ကွဲတဲ့အခါမှာဒီ16ယောက်ဟိုဟာဖြစ်သွားတယ်ဆိုတော့သတင်းပေါ့နော် controller လည်းပါသွားမှာလေဟုတ်ပါမလို့ပါတာပေါ့ဘလို့ပဲဘလို့ပဲတည်တည်ကျွန်တော်တို့က16ယောက်တည်ရဆိုလို့ရှိရင်တော့ပေါ့ဒါဟိုဝမ်းသာတရားသတင်းပဲဘာဖြစ်လို့ဆိုတော့အဲ့ဒီမှာထိုင်းမြန်စစ်သားတွေစုပြီးတော့မှနှမသောင်းတွေပြောပြရမယ်ဆိုရင်ကျွန်တော်တို့ဘလောက်ဒီအဲ့ဒီဒီဒီဘက်မြောက်ပြည်ဘက်ချမ်းမှာနော်စစ်ကောင်စီရောက်ကောင်တွေစစ်သုံးပန်းပြင်းရင်တော့ကျွန်တော်တို့ကဘလို့မှဟို ဟိုခွင်းလို့လို့မရတော့တဲ့အနေထားမျိုးတွေရောက်သွားပြီစကမ်းမှာတေဘောဖို့စကမ်းနေမိလို့ခွေးပြွက်ပြပြတယ်ထိုင်းကိုရေကူးပြတယ်ဟိုတက်ရှိစီကိုဥရေထားနေထိုင်းကိုရေကူးပြတယ်ပြေးပြီးတော့မှဟိုထိုင်းစစ်သားတွေကဘာညာကွိကွာနဲ့လာခေါ်လဲပြီးလဲပြီးတော့မြမီနှစ်ခုံကောင်ပြန်ပို့လိုက်တော့မိလို့တရောင်းသားထမင်းနဲ့ပြန်လဲဝါလဲဝါဟောဟွာဖြစ်လာအောင်ဖြစ်လာတော့တနက်လက်လက်ထဲပြန်ထည့်ပေးလိုက်တော့ကျွန်တော်တို့ပြန်တိုက်ဖို့အတွက်ဒီကောင်းနေမှာ ကျွန်တော်တိုင်းမှုဟိုဟိုဟာမုံရတိုင်းမှုမျိုးမင်းထွေးနဲ့ဟိုပုံးចောင်းဟိုကြီးတန့်ထင်ဆိုးလိုပဲဟုတ်ဟုတ်မရင်မွေးတဲ့အသက်လည်းမရှိတော့ဒီကောင်းဒီမှာနော်စစ်တပ်ကပေးတဲ့အသက်လည်းမရှိတော့တော်လိုင်းတက်ဖွဲ့တွေပေးတဲ့အသက်ပဲရှိတော့တယ်ဟုတ်တယ်နော်ဒါအူမြဲဟိုဟာဖြစ်တာနော်ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကရုံမှခြင်းလို့ရှိရင်အဲ့ဒီတက်ရှိ CEO မှတော့မှဆိုလို့ရှိရင်အဲ့ချောင်းကန်းပေးမှသွားပြီးတော့မှတနက်ချိန်ပြီးတော့မှစောင့်နေရင် ဒီရေကူးနေတဲ့အချိန်မှာကောင်းကောင်းကားတယ်ဗောနော်ဟိုဘက်ကန်းကိုမရောက်ခင်မှာရေပိုင်းချောင်းတဝက်ထီကကျွန်တော်တို့ပိုင်နေပဲလေပြစ်လို့ရတယ်ပြစ်လို့ရသေးတယ်လို့ပြောလို့ရတာဗောနော်ချောင်းကဲမေးကထိုင်ဆောင်ပြီးတော့မှဒီကောင်းတွေပြုတ်ပြုတ်ပြုံးအောင်လှုပ်လို့ရတယ်ဟောဒါပေမဲ့အေးဟိုပြေးပြေးပါစေငါတို့မခုခံပြေးမင်းတို့အတက်လွတ်ရလွတ်ကြအောင်မင်းတို့ကမင်းတို့ရှင်းတန်းရရှင်းတန်းကြအောင်အဲ့ဒီထဲမှာအလိုက်တီးတဲ့လူတွေရှိတယ်ဗျနော်အဲ့ဒီလူတွေကကျွန်တော်တို့ထုတ်ဖော်လေပြောလို့မရလို့ public လဲချပြလို့မရဘူးမိသူမိွားတွေဆိုတာအလိုက်တည်းရဲ့လူတွေကကျွန်တော်တို့မပြန်တော့ဘူးကျွန်တော်တို့ထိုင်းနေမှာပဲကျွန်တော်တို့လွတ်ရလွတ်ကြောင်းစီစဉ်ပေးပါဆိုပြီးတော့မှနေခဲ့တဲ့လူတွေရှိတယ်နော်ကျွန်တော်တောင်မဲဒါ KNU ကိုလှမ်းပြောပြီးတော့မှဒီလိုကြံခဲ့တဲ့လူတွေရှိတယ်သူတို့စားဝတ်နေရေးအတွက်ကူညီပေးပါအောင်ဆိုလို့ပတ်စံလှမ်းပေးတဲ့ဟာကိုကျွန်တော်သွားပြီးတော့မှသူတို့စီသွားပြီးတော့မှတိုက်ရိုက်တောင်ထောက်ပံ့ပေးခဲ့သေးတယ်ဗောနော်ဒီလိုအလိုက်တီးတဲ့လူတွေရှိတယ်ဒါမျိုးတွေဆိုရင်ကျွန်တော်တို့ဟိုဟာဖြစ်ရမှာ မဟုတ်ဘူးအဲ့ကျန်တဲ့တရောင်းသားတွေကနှိခုငါးရဲ့ရောက်လေရောက်တော့ထမင်းဝပြီးတော့မှအဲ့ဒီကောင်တွေအခုအဲ့ဒီကောင်တွေ16ရောက်ဆက်ခွန်ရောက်လုံးအဲ့ကောင်လေးပဲဖြစ်သွားမှာဒါကျွန်တော်ကတော့ဒီကောင်လေးကိုပဲဟွာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကောင်လေးထမင်းဝါလာတဲ့အခါကျတော့၆တမျိုးပြောင်းလဲလာတယ်ဆိုတဲ့ဟာလေးကိုပြောချင်တာပေါ့နော်အဲ့တော့နှိနှိခုငါးနဲ့ပတ်သက်လို့လေကျွန်တော်တို့ဒါမြဝတီမျိုးကိုအချိန်ချင်းဒုက္ခပေးတော်လိုင်းတက်ဖွဲ့တွေကိုအချိန်ချင်းဒုက္ခပေးနေတဲ့၁၆ကောင်တော့ဂိဝါတယ်ပေါ့နော်အဲ့တော့ drone ဘုံဒီတိုင်ရင်းနဲ့ပဲ꽌꽌 လေဘောညဘက်မရှင်လို့ဖို့လေဘောတင်လိုက်တဲ့အချိန်မှာပဲအောက်ကနေမောကြီးနေနဲ့ကို့ဘောပဲပြုတ်ကြကြဒါမှမဟုတ်လို့ရှင်လေးချင်းရင်းနဲ့ပဲဖြစ်ဖြစ်ဘလို့ပဲတည်တည်ပေါ့နော်ဒီကောင်လေးကဆက်ခွန်ရောက်တည်သွားတယ်ဆိုတော့တရင်ကတော့ကျွန်တော်တို့တော်လိုင်းကြီးတက်ဖို့အတွက်အားရတရားလဲဖြစ်တယ်ပေါ့နော်နောက်လဲကဲဒါကတော့ဘူးတင်လောင်းတို့ပြောထားတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့အချမ်းမစစ်ကောင်စီသူ drone စတဲ့ရင်နဲ့လို့ပေါ့နော် drone ဒီ ပြုတ်ကြပြီးတော့တေးသွားတယ်လို့ကြားတာပေါ့နော်အဲ့တော့တော်လိုင်းတစ်ဖွဲ့ကကြီးတရောင်းမောင်ပြစ်လိုက်ပြီနည်းသူတို့သူတို့စီးနေသူတို့သွားတာတော့သွားပါစီပေါ့နော်ကဲနောက်ထပ်ကျွန်တော်ကြည့်ရမယ့်သတင်းတစ်ပုဒ်ကတော့မတွေ့တာကြာပြီဆို ကြိုင်ဖြစ်တဲ့ဥသိမ်းမြက်လည်းအခုချိန်မှာဆိုပြန်လဲပြီးတော့ပေါ်လာတွေ့ရတယ်။အခုချိန်မှာဆိုရင်ဒီချမ်ပတ်စစ်ကောင်စီကဒီဇင်ဘာမှာလုပ်မဲ့ရွေးကောက်ပွဲကနီးလာတာတဲ့အများပေါ့နော်။ပြည်သူတွေကလည်းတိုက်ပွဲတွေကိုစိတ်ဝင်စားနေတာဖြစ်ပါတယ်နော်။အဲဒါပေမဲ့လည်းတစ်ချက်မှာဒီ IG နဲ့ပတ်သက်တဲ့တိုက်ပွဲကြီးတွေကိုမျောလင်းစောင့်စားနေကြပေမဲ့လည်းအရန်ကြီးမပေါ်သေးဘူးပေါ့နော်။အဲ့ဒီချိန်မှာ NRD ကဂျားတဲ့မှာဝင်လာတယ်ပေါ့ဗျာ။မနေ့ကလေ NRD ဖွဲ့ကြီးလိုက်လွှင့်ပြီးပြောတာတွေတွေ့ရပါတော့။ဒါအပြင်အခုဆိုရင်တပ်ပေါင်းစုဖွဲ့ပြီးတော့ ပြန်တိုက်မလားတဖွဲ့ချင်းစီအသေးခံမလားဆိုပြီးမှလိုက်လွင့်ပြောလာတယ်ဦးသိမ်းမြင့်ရဲ့သုံးသက်ချက်လေးထွက်လာတယ်ပေါ့နော်အဲ့လေးတခြားနားအောင်ကြည့်လာနော်ပြည်သူတွေကခေါင်းငုံလက်ပိုက်ပြီးတော့ငြိမ်းခံနေကြမှာမဟုတ်တဲ့အတွက်အောင်ကိုအောင်ရမှာပါဒီနေ့ချိန်မှာလူငယ်တွေပြောနေကြတဲ့နိုင်မလားမနိုင်ဘူးလားမမင်းနဲ့မနိုင်မချင်းတိုက်မှာဆိုတော့စိတ်တက်ဟာအဲ့ဒီသဘောတရားကိုသူတို့နီးသူတို့ဟန်နဲ့ဖော်ပြပြောဆိုနေကြတာပါဒါပေမဲ့တော်လိုင်းရဲ့မုတ်ချအောင်မြင်မယ်ဆိုတာဟာ ဘာမှမလုပ်ဘဲနဲ့ခေါင်းငုံခန်းနေရင်လက်ပိုက်ပြီးကြည်နေရင်လဲအလိုလိုအောင်မြင်သွားလိမ့်မယ်ဆိုတော့အဓိပ္ပာယ်မျိုးတော့မဟုတ်ပါဘူးတိုက်ယူမှအောင်နိုင်မှာပါဒီဒီချိန်မှာခေါင်းငုံလက်ပိုက်ပြီးတော့ကြည်နေကြမယ်ဆိုလို့ရှိရင်ဒီဒီချိန်မှာအလျှော့ပေးအညံ့ခံမယ်ဆိုလို့ရှိရင်ဒီဒီချိန်ရှုံးသွားတယ်ဆိုတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ပြည်သူလူထုကတက်တက်လုံးရာသပံကာလတစ်လျှောက်လုံးခေါင်းငုံပြီးတော့ငြိမ်ခံနေမှာမဟုတ်ပါဘူး ဘယ်ပြည်သူမှငုံခံပြီးတော့တားစင်မြေဆက်လူညွန်အတုံးမခတ်ပါဘူးအဲ့ဒါကြောင့်တော်လန်ရေးဟာတနေ့နေ့မှာမုတ်ချအောင်ကိုအောင်မြင်ရမယ်လို့ပြောနေတာပါမုတ်ချအောင်မြင်ရမယ်ဆိုပေမဲ့ဒီခေတ်ဒီသမိုင်းကိုရေးနေတဲ့လူငယ်တွေရဲ့ဆွဲသက်တည်လူငယ်တွေရဲ့နိုင်ငံရေးအမြင်လူငယ်တွေရဲ့စိတ်ဓာတ်အပေါ်မူတည်ပြီးတော့အချိန်အနည်းများကွာခြားနိုင်ပါလားอืมရုပ်ပိုင်းဆိုင်ရာအခြေအနေခေါင်းဆောင်တဲ့လူတွေရဲ့နိုင်ငံရေးအမြင်ကျယ်မှုနဲ့နိုင်ငံရေးတက်လီပေါ်မှာလဲမူတည်ပါသေးတယ် နိုင်ငံရေးအခြေအနေတွေနဲ့နိုင်ငံတကာအခြေအနေတွေကိုနိုင်ငံရေးခေါင်းဆောင်ပိုင်းကအမှန်မှန်ကန်ကန်သုံးသပ်ကြိုင်တွယ်နိုင်စွမ်းရှိမရှိဆိုတာတွေအပေါ်မှာလဲမူတည်ပါသေးတယ်ဒါကအနေကန်သဘောပါအနေကန်ဆိုတာကဧကန်ရဲ့စက်ကျင်ဘက်နာဧကန်အနေကန်လို့ပြောတာပါအလကားနေရင်မုတ်ချသူ့အလိုလို ဖြစ်နေမှာတော့မဟုတ်ဘူးလို့ပြောတာပါအဲ့ဒါလို့မဟုတ်ဘဲနဲ့လှုပ်လှုပ်မလှုပ်လှုပ် တော်လန်ရေးဆိုတာမုတ်ချအောင်ကိုအောင်ရမှာပဲဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့အပင်မခံပြီးတော့လုံနေဖို့လုံပါလဲကော်ဖီလေးတစ်စိမ့်စိမ့်တောက်ပြီးတော့ထိုင်ကြည့်နေအောင်ပဲပေါ့ဒီစစ်အာဏာရှင်တွေဘလောက်တောင်မိုက်လုံးကြီးနိုင်ကြအောင်မလဲမိုက်ကြစမ်းကွာတနေ့မင်းတို့အလိုလိုပျက်စီးမှာပဲဆိုပြီးတော့ကျွန်တော်တို့ကလက်ပိုက်ထိုင်ကြည့်နေအောင်ပဲပေါ့အဲ့ဒါလိုလက်ပိုက်ကြည့်နေလို့မရပါဘူးကိုယ်တိုင်လောက်ကြမှအောင်မြင်မှာပါအဲ့ဒါကြောင့်တော်လှန်ရေးဟာ မုတ်ချအောင်မြင်ရမယ်ဒါပေမဲ့အောင်မြင်အောင်လုပ်ကြမှာအောင်မြင်မယ်လို့ပြောချင်ပါတယ်အောင်မြင်အောင်မလုပ်နိုင်လို့ရှိရင်10နှစ်လဲကြာသွားနိုင်ပါတယ်နှစ်90လဲကြာသွားနိုင်ပါသေးတယ်မုတ်ချအောင်မြင်မှာဖြစ်ပေမဲ့အချိန်တွေတော်တော်များများကြန့်ကြာသွားတယ်ဆိုတာမျိုးဖြစ်နိုင်ပါတယ်တွေ့တုံညာနှစ်ခုဆက်စည်ရေးမှာတော်လိုင်းအင်အားစုတွေဘက်ကပြောင်မြောက်တဲ့လှုပ်ဆောင်ချက်တွေကိုပြသနိုင်ခဲ့ပါတယ်စေအုပ်စုဟာမျက်လုံးပြူမျက်စံပြူဖြစ်သွားရအောင် ်တောင်းကနေဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ sales ဆိုဟာသူတို့ရဲ့စေအားနည်းချက်ကိုဖာထေးပြုပြင်နိုင်ခဲ့ပါတယ်။ပထမအချက်ကတော့စစ်မှုထမ်းဥပဒေကိုအသုံးပြုပြီးတော့စစ်သားအများပြားကိုအရမစူဆောင်းလိုက်နိုင်ပါတယ်။စစ်မှုထမ်းဥပဒေကိုသူတို့စေအုပ်စုကဇွတ်ကြိုးစားအကောင့်ထဲပေါနေတာကို မြင်နေပါရဲ့နဲ့တော်လိုင်းရဲ့ဘက်ကရအောင်မတားလိုက်နိုင်တာဟာတော်လိုင်းရဲ့တစ်ခုလုံးအတွက်တိတ်နစ်နာသွားပါတယ်ဒုတိယတစ်ချက်ကတော့စေအုပ်စုဟာ drone နဲ့နီးပညာကိုတဆင့်မြင့်တင်လိုက်နိုင်ပါတယ်။အဲ့ဒါဟာတစ်တုံညာနှစ်ခွန်မှာသူတို့အကြီးကျယ်ခံစားခဲ့ရတဲ့အားနည်းချက်ကြီးကိုပြင်ဆင်လိုက်တာပါ။အဲ့ဒီနှစ်ချက်ဟာဘုံဘုံလဲပြူကနီးဖြစ်နေတဲ့စစ်အုပ်စုကိုနလန်ထစေတဲ့အချက်ဖြစ်ပါတယ်။တရုတ်ကိုနိုင်ငံရေးအရာချင်းကပ်လိုက်နိုင်တာတရုတ်ရဲ့နီးပညာအထောက်ပံ့တရှုကိုရလိုက်တာကလည်းစစ်အုပ်စုအတွက်အသက်ရှူပေါက်ခြုံသွားစေတဲ့အချက်တစ်ချက်ပါ။ဒါပေမဲ့ အဲ့ဒီဟာကအဲ့ဒီအချက်ကတကယ်ပဲအဓိကအကျဆုံးအားသာချက်ကြီးဖြစ်နေသလားအဲ့ဒါလို့ဟုတ်မဟုတ်ဆိုတာကတော့စဉ်းစားချင့်ကြေစရာတွေစောင့်ကြည့်စရာတွေအများကြီးရှိပါသေးတယ်တရုတ်ဟာစစ်အုပ်စုဘက်ကိုခြေစုံပစ်ပြီးတော့ရက်လိုက်ပြီးလို့အခုထိပြောလို့မရသေးဘူးလို့ထင်ပါတယ်တော်လိုင်းအောင်မြင်ချင်လို့ရှိရင်သူများကိုပဲအပြစ်တင်နေမဲ့အစားကိုလုတ်ဆရာရှိတာတွေကိုကိုလုတ်ကြမှာပါ စေအုပ်စုဘက်ကပြန်ဖိလာတာပြန်တိုက်လာတာတွေကိုကြည့်လို့ရှိရင်အဲ့ဒါတွေကိုကြည့်ပြီးတော့စိတ်တက်ကြတဲ့သူတွေအများပြားရှိကြပါတယ်ဒါပေမဲ့စေအုပ်စုရဲ့တံမြန်ထိုးစစ်တွေတဲကနေပြီးတော့တော်လှန်ရေးအတွက်อืมသင်ခန်းစာယူစရာအချက်ကိုမြင်ရပါတယ်တော်လှန်ရေးအတွက်သင်ခန်းစာကောင်းတရက်ကိုမြင်ရပါတယ်တော်လှန်ရေးအတွက်ဖို့တန်တဲ့အချက်ပေးခေါင်းလုံးတန်ကိုကြားလိုက်ရပါတယ်အဲ့ဒါကတော့တော်လှန်ရေးကိုတယောက်တစ်ပေါက်လုံနေလို့ကတော့အောင်ပွဲရဖို့လွယ်မှာမဟုတ်ဘူးဆိုတော့ ချက်ပေးခေါင်းလုံးတာမှာအဲ့ဒါတော့သိကြဘူးညှို့ကြဖို့တပ်ပေါင်းစုဖွဲ့ဖို့မဖြစ်မနေလိုအပ်လာပြီဆိုတဲ့3ပေးခေါင်းလုံးတာမှာအရင်ကဆိုလို့ရှိရင်တော်လိုင်းကြီးကမကြခင်အောင်တော့မှာပဲဆိုပြီးတော့စိတ်ကြီးဝင်ခဲ့ကြတဲ့သူတွေဘဝင်မြင့်ခဲ့ကြတဲ့သူတွေတချို့ရှိပါတယ်တချို့ကဆိုလို့ရှိရင် KIA နဲ့ NUG ပေါင်းတိုက်ယုံနေတယ်တော်လိုင်းကြီးတရားလုံးအောင်မြင်တော့မယ်လို့ထင်ကြတဲ့သူတွေတောင်ရှိကြပါတယ်ဒါမျိုးတွေကအောက်ခြေမှာရှိတယ်လို့အထက်ပိုင်းမှာလည်းထင်တဲ့သူတွေကထင်ကြပါတယ်အဲ့လိုထင်နေကြတော့ဘသူနဲ့မှ တပ်ပေါင်းစုဖွဲ့နေကြမလို့ငါတို့ဘာသာတိုက်မယ်လို့တွေးကြပါတယ်ငါတို့တိုက်လို့နိုင်လို့ရှိရင်ငါတို့ကဝေစုများများရလိမ့်မယ်လို့တွေးကြပါတယ်ငါတို့တိုက်လို့ငါတို့နိုင်လို့ရှိရင်မတိုက်တဲ့သူတွေကငါတို့စီမံရာနာခံကြရလိမ့်မယ်လို့တွေးကြပါတယ်အဲ့ဒီအတွေ့အဲ့ဒီအမြင်ဟာတပ်ပေါင်းစုဖွဲ့ရေးကိုအကြီးအကျယ်အဟန္တာဖြစ်စေခဲ့ပါတယ်စစ်အာဏာရှင်ကိုအဖွဲ့တိုင်းကဖြုတ်ချခြင်းကြပါတယ်အနိုင်တိုက်ခြင်းကြပါတယ်ဒါပေမဲ့ငါတို့အဖွဲ့ကခေါင်းဆောင်ပြီးတော့နိုင်လိုက်တယ်ဆိုတာမျိုးကိုပဲ ဖြစ်ချင်နေကြတဲ့သူတွေကအများစုရွာတော်လိုင်းအောင်မြင်ငါတို့ကခေါင်းဆောင်ဆိုတာမျိုးဖြစ်ချင်နေကြတာပါရှေးရေးကိုအများကြီးကြိုတွေးပြီးတော့နေရာကြုံမှန်းနေကြပါတယ်ကြိုပြီးတော့ဘိုလ်လူနေကြပါတယ်အဲ့တော့အားကောင်းတဲ့လူနည်းနည်းလောက်နဲ့ပေါင်းပြီးတော့အားသိမကြီးသေးတဲ့အသေးလေးတွေကတပ်ပေါင်းစုစကားပြောလာလို့ရှိရင်ခါချကျင်တဲ့သူတွေကခါချခဲ့ကြပါတယ်တပ်ပေါင်းစုစကားလာပြောရင်ကိုပဲ သူတို့စီကဝေစုလာတောင်းတယ်လို့လို့တန်တရားမျက်လုံးနဲ့ကြည့်တဲ့သူတွေကကြည့်ခဲ့ကြပါတယ်။ဟိုကောင်တွေကအဖွဲသေးတယ်အေးမလုံးနဲ့သူတို့မပါလဲဘာမှမဖြစ်ဘူးလို့သဘောထားသူတချို့ရှိတယ်လို့ဟိုကောင်တွေကငါတို့စကားနားမထောင်ဘူးနောက်မှပြဿနာရှိနိုင်တယ်။ကြီးထွားခွင့်မပေးနဲ့အခုကတည်းကနှိမ်ထားဆိုတဲ့သဘောထားမျိုးတွေကိုလည်းမြင်တွေ့ခဲ့ကြပါတယ်။ဟိုကောင်တွေကတော့ငါတို့နဲ့အယူဝါဒမတူဘူး။သူတို့ကိုကြီးထွားခွင့်မပေးနဲ့ဆိုတဲ့သဘောထားမျိုးကိုလည်းမြင်ခဲ့ကြားခဲ့ရပါတယ်။ဒါတွေဟာတော်လန်ရေး သူတလူငါတမင်းအတွေ့ခေါ်တွေပါအခုတော့အဲ့ဒါလိုဘဝင်မြင့်လို့မရတော့ပါဘူးကြီးများနေလို့လည်းမရတော့ပါဘူးပေါင်းမလားသိမလားတခုခုကိုရွေးရမယ့်အချိန်ရောက်လာပါပြီပေါင်းခြင်းရင်တပ်ပေါင်းစု ဖွဲ့ကြရပါမယ်တပ်ပေါင်းစုဖွဲ့ဖို့လုပ်ငန်းစဉ်ကို စကြရပါမယ်ဒါမှမဟုတ်မပေါင်းခြင်းဘူးကိုယ့်ဖွဲ့နဲ့ကိုယ်ကိုယ့်မာနနဲ့ကိုယ်ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်ပဲရကြမယ်ဆိုလို့ရှိရင်လည်းရပါတယ်အဲ့ဒါဆိုရင်တော့ တဖွဲ့စီကိုယ့်ဖွဲ့နဲ့ကိုနေပြီးတော့တဖွဲ့ပြီးတဖွဲ့အသေးခံကြရမယ်လမ်းကြောင်းစီကိုရောက်ပါလိမ့်မယ်တပ်ပေါင်းစုဖွဲ့ပါဖွဲ့ပါလို့မင်းတို့ကတော့ပြောတာလွဲတယ်တကယ်တမ်းလောက်ရတာကခက်တယ်လို့တချို့ကပြောကြပါတယ်မှန်ပါတယ်တပ်ပေါင်းစုဖွဲ့ရတာမလွဲပါဘူးအခက်ခဲအများကြီးရှိပါတယ်တဖွဲ့နဲ့တဖွဲ့အကျိုးစီးပွားမတူပါဘူးယက်တိချက် မတူကြပါဘူးလက်ဝဲလက်ရာနိုင်ငံရေးအမြင်မတူကြပါဘူးအဲ့ဒါကြောင့်ပေါင်းရေးဟာခက်ပါတယ်ခက်တယ်ဆိုပေမဲ့ လှုပ်လို့မရနိုင်တဲ့အရာတော့မဟုတ်ပါဘူးလှုပ်ကိုလှုပ်ရမယ့်အရာပါမလှုပ်ချင်ဘူးလားမလှုပ်ချင်ရင်လည်းဖြစ်ပါတယ်မလှုပ်ချင်တော့တပွဲချင်းစီအသေးခံကြရပါမယ်တပွဲချင်းစီကိုစေအုပ်စုကကောက်စားပါလိမ့်မယ်တပွဲပြီးတပွဲကောက်စားပါလိမ့်မယ်အဲ့လိုတပွဲပြီးတပွဲကောက်စားမဲ့ဘေးအန္တရာယ်ကိုဘယ်အဖွဲ့မှတပွဲကောင်းရုံထွက်လို့မရနိုင်ပါဘူးစေအုပ်စုအပြန်ကြည့်လာလို့ရှိရင်အကုန်လုံးအစားခံရမှာပါဘယ်ဒါတော့ဦးသိမ်းမြေသုံးသက်ချက်ပါနော်အဲ့တော့ ဒီတဖွဲ့ချင်းစီဆိုရင်တော့တေချာပေါ့မင်းအောင်လိုင်ဖွဲ့ရမင်းအောင်လိုင်စစ်တက်ကတော့ဗောနော်ဒီကောက်စားသွားနိုင်တဲ့အနေထားမှာလည်းရှိနေတယ်ဗောနော်အခုဆိုရင်လေဒီထိုးစစ်တွေပြန်ဆရတာကြည့်တယ်ဆိုရင်တော်တော်ကြီးကိုကြီးကြီးမားမားပြန်ထိုးစစ်ဆင်တာတွေ့ရတယ်เนาะအဲအခုလိုမျိုးဗောနော်တကယ်ဒီ KIA လိုနေရာမျိုးမှာတော့မှသူတို့ကကောင်းကောင်း ဟိုကြီးကြီးမမအင်အားတွေပို့ပြီးမှတိုက်ခိုက်နေတာတွေ့ရပါတော့သူတို့ဘက်ကအကြိုက်ဆုံးများတယ်ဆိုပေမဲ့လေပေါ့နော်သူတို့ကလူတွေကိုအသေးခံနိုင်တာဖြစ်တဲ့အတွက်ပေါ့နော်အဲဒီနေရာမှာတော်တော်လေးကိုသူတို့ကတာသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တော်လိုင်းဖက်မှာကျွန်တော်လူအသေးခံလို့လုံးဝမရဘူးပေါ့နော်အဲ့တော့သူတို့ကအခုစဉ်ဒီဒီပတ်စတွေကိုအသုံးပြုပြီးတိုက်ခိုက်နေတဲ့အတွက်အဲထိုးစစ်ကြီးကြီးမမတွေမှာပြန်လဲပြီးတော့အာထိုးစစ်ဆင်နိုင်တဲ့အနေအထားတွေ့ရပါတော့အဲ့တော့ဘယ်လိုပဲပြောပါအခုချိန်မှာဆိုရင်တော့ဒီတပ်ပေါင်းစုအနေနဲ့ NRD ကလည်းပေါ်နေတယ်ပေါ့နော်အဲ့တော့ NRD ကလည်းပြောမယ်ဆိုရင်တော့ ဒီဝေဖန်မှုတွေအများကြီးတော့ရှိနေတယ်ပေါ့နော်အခုလိုမျိုးဒီလူမျိုးကြောင့်လည်းဒီပန်ဆယ်လိုကိစ္စလူမျိုးဟာတွေပေါ့နော်အဲ့ဒီအစားတော်တော်များလည်းမယုံကြည်တဲ့လူတွေလည်းရှိသေးတယ်ပေါ့နော်ဒါပေမဲ့လည်း NIA ကဒါဒီကြားထဲမှာတပေါင်းစုဖွဲ့နိုင်သွားပြီးတော့ဒီအချမ်းပဲစစ်ကောင်စီရဲ့တိုက်ပွဲတွေကိုနိုင်အနိုင်တိုက်နိုင်ခဲ့တယ်ဆိုတော့နော်တပွဲတစ်ပွဲအနိုင်တိုက်ခဲ့တယ်ဆိုရင်တော့ပြည်သူတွေတော်တော်များများကသူတို့ဘက်မှာပြန်လည်ပြီးတော့ဒီအာယုံစိုက်သွားနိုင်တာဟာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲပြောပြော ခုမင်းအောင်လည်းလုံးမရွေးကောက်ပွဲကနီးလာပြီတိုက်ပွဲကြီးကြီးမားမားတွေကိုကျွန်တော်ထိုးစစ်ဆင်နိုင်ဖို့မမြင်ရသေးပဲနဲ့ပေါ့နော်ကိုဘက်ကပဲပြန်ပြီးတိုက်ခိုင်းနေတွေ့ရတယ်ပေါ့နော်အဲ့တော့အဲတနည်းအားဆိုရင်လေကိုဆွေးတို့ရဲ့ဒီဒီကရင်ထဲမှာတိုက်ခိုင်းရတဲ့ကိုဆွေးရဲ့တက်ဖွဲ့တွေကနှစ်ယောက်ကြာတော့တယ်ပေါ့နော်အဲ့တော့ဘလို့ပဲပြောပြောခုချိန်မှာဆိုရင်တကယ်မင်းအောင်လည်းကိုပြန်လဲထိုးစစ်ဆင်နိုင်တဲ့နေသားတွေလိုအပ်နေပါတယ်နော်အဲ့တော့အားလုံးအမြန်ပူပေါင်းမှတိုက်ဖို့ကလည်းတကယ်ပဲအရေးကြီးနေဖြစ်ပါတယ်အဲ့တော့ ဒီတိုင်းပြည်ရဲ့အခြေအနေကဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပေမဲ့အခုချိန်မှာဆိုရင် NRD ပေါ်လာတယ်အဲ NG ကလည်းဒီတိုက်မယ်လို့တော့ပြောနေတယ်ဗောနော်အခုတော့ဒီဂျားထဲမှာလည်းတက်လာပဲကြံတော့ဗောနော်အဲ့ထဲမှာဘယ်လိုမျိုးအခြေခင်းကြီးတွေဖြစ်လာမလဲဆိုကျွန်တော်စောင့်ကြည့်အောင်ဖြစ်ပါနော်ဟုတ်ကဲ့ဒီမနက်ပိုင်းအတွက်သတင်းပြီးတော့ဒီလောက်ပါမယ်နော်အစားဆုံးကြည့်ပေးကြမြတ်ပြည်သူရောက်စတဲ့ဒူဘဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမှချင်တဲ့ပြည်စုံပြီးတော့အချမ်းဖက်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးရင်ပေါင်းစုံမှာကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါခင်ဗျာ